ကဲဒါကမာဒီနေမှာကြက်သည်ထုတ်ကြက်သည်ထုတ်တဲ့နေလေးကိုပြတ်ပေးခြင်းပါတယ်ဒီအဝိုင်းလေးပေါ့ပိတ်ဆက်ရဲ့အဝိုင်းလေးကိုတလက်မနဲ့နှစ်စိတ်ခတ်လောက်ပေါ့နော်အဝိုင်းလေးလုတ်ပေးထားပါဒါသည်အခုံအပြားရှိတယ်မာအခု24အပြားလေးနဲ့ပြတ်ပေးမယ်သံမှုလေးကိုရင်ထည့်လိုက်တယ်အဲ့ပေါ်မှာဒီမှာတလက်မကြကြုံဝန်းကျင်လောက်ဝိုင်းထားတဲ့ပိတ်ဆက်အဝိုင်းလေးယူမယ်အာပြီးလို့ရှိရင်ဒီမှာနော် ဒါအလှသည်အောက်ဖက်ကဖြစ်နေရမယ်မလှသည်အပေါ်ကဖြစ်နေရမယ်နော်ဘာလို့ဆိုတော့ကြည့်လို့ရှိရင်ပိတ်စအလှဖက်မှာကြက်သီးလေးဖြစ်ချင်လို့အဲ့တော့အလှကိုအောက်ကထားမယ်ဒီအပေါ်မှာဒီအဲကုန်ကြမ်းလေးနဲ့တင်မဲ့ဟာဒီမလှရပြီဆိုလို့ရှိမှဒီမှာအဲသူ့ရဲ့အယိုးညာလေးနဲ့အထဲကိုထိုးထည့်လိုက်တယ်။ဒီကနေပြီးတော့မတို့ပို့တဲ့ဟာတွေအကုန်ညှပ်ပြစ်လိုက်တယ်နော်။ ကဲညှက်ထုတ်လိုက်ပါတယ်ကက်ချီလေးနဲ့ပူတဲ့ဟာပြီးပြီဆိုရင်ဒီမှာသူရဲ့ soft လဲခေါ်တဲ့ရိုးတန်နေတဲ့ခေါ်ပေါ့ဒီဟာလေးနဲ့မတို့အဲသူ့ကိုထဲကိုထဲလိုက်တယ်ပြီးလို့ရှိရင်ဒီမှာသံကွင်းလေးထဲကိုအဲအခွန်လေးထည့်မယ်24ရဲ့အခွန်လေးနော်အဖုံးလေးပေါ့အဲ့အရာလေးကိုဒီလိုပက်လက်လက်ပြီးထည့်လိုက်မယ် ထည့်ပြီးပြီနော်ဒီလိုလေးထည့်လိုက်တယ်ထည့်ပြီးပြီဆိုလို့ရှိရင်သူ့ကိုဒီမှာမလာကြီးတော့မှောင်းလိုက်မယ်ဒီလိုမှောက်ပြီးဆိုလို့ရှိရင်ဒီအယိုးတန်လေးကတန်လေးကအပေါ်ထွက်လာပြီအပေါ်ထွက်လာပြီအဲ့ဆိုလို့ရှိရင်သူ့ရဲ့ဒီမှာရိုက်ဆဲရဲ့အလဲဘဟိုနဲ့အတက်ကိုချိန်ပြီးတော့ဒီမှာယူမယ်အဲနော်နှစ်ချက်နှစ်ချက်သုံးချက်လောက်ထူရမှာပေါ့နော်အရင်အပြင်းနဲ့ဆိုတစ်ချက်ဆိုရပြီကဲဒီလိုလေးထွက်လာပြီပြီးတော့ဒီယိုးလေးကိုလက်လေးနဲ့မားလိုက်ပေါ့နော်အဲ့တော့သူအပေါ်ကထွက်လာလိုက်မယ် ကဲဒါဆိုရင်အဲကြည်တိ24ဆက်အပြားလေးကိုထုတ်ပြနေတာဖြစ်ပါတယ်ကြိုက်တဲ့ site ကိုအဲထဲပေါ်တော့စပြေပါတယ်ကိုအပဒီ site 40ဆိုလို့ရှိရင်တလက်မခွဲဝန်းကျင်လောက်ညပေးပေါ့ပိတ်စားလေးကိုလေအအခုကကြတော့မာဒီမာတင်နှံရိုက်တင်နှံပြနေရင်းနဲ့တင်နှံမှာလောက်ပြနေတာဖြစ်ပါတယ်ဒါလေးဆိုလို့ရှိရင်မတို့လေးခါလောက်ခောက်ပြီဆိုလို့ရှိရင်ကိုလိုချင်တဲ့အနေထားလေးပေါ့နော်တလက်မလောက်လည်းရတယ်သူကသေတော့မသေးခိုင်းနဲ့ပို့ရင်ပြန်ညှပ်ပြလို့ရတယ်နော် ဒီလိုလေးနဲ့မတို့ဒီမှာအရန်လွယ်တယ်တချို့ကမာဒီဟာလေးတွေကြက်သေးရိုက်ဆက်လေးတွေရောင်းနေရောင်းပြီးလို့ရှိရင်လောက်ပြပါအောင်ဆိုလို့ရှိရင်မေးကြတယ်မအားလို့ခုမှ အားလို့လေဒီဟာလေးကိုတင်ပေးလိုက်ခြင်းဖြစ်ပါတယ်ဒီမှာဒီလိုလေးเนาะအခွန်လေးကိုထည့်လိုက်တယ်အဲပြီးမှပုံနေတဲ့ဟာလေးကိုညှပ်ထုတ်ပြမယ် နော်ဒီသန်နေပြီးတော့ပူနေတဲ့ဟာလေးကိုမညှပ်ထိုးလိုက်တယ်ပြီးမှဒီဟာလေးနဲ့ထိုးလိုက်ရတာမလို့ရှင်လက်သက်ရှိလို့ရှင်လက်သက်နဲ့ဒီလိုထည့်လို့လဲရတယ်ပေါ့နော်ဒါလေးကစေကြိုက်လို့ဒီဟာနဲ့မတုံးချင်ဘူးလက်နဲ့ပဲလှုပ်ချင်တယ်ဆိုလို့ရှိရင်လက်ညှိုးလေးနဲ့အထက်ကိုအဲသူ့အဆက်လေးတွေမထွက်အောင်ထည့်ပေးပေါ့နော်ဒီမှာတန်ခွေးလေးထည့်ကိုဒီအခွန်လေးရထည့်လိုက်ပါမယ်တချို့ဆိုလို့ရှိရင်ရှိကြတယ်ကွာ အဲကြက်တီးကထူလို့မရဘူးဘလို့ရောင်းတာလဲစင်မပြေဘူးဆိုအရန်អော်ကြတာရှိတယ်အဲ့တော့တချို့ဆိုအလုံးထဲကိုအပြားတွေထည့်ပြီးတော့အဲရိုက်တာတွေကြက်တီးအဲပြီးတော့အခွန်တွေကအဲဆိုင်မတူပဲနဲ့ထည့်တာတွေရှိတယ်အဲ့လိုမဖြစ်နဲ့เนาะဒါလေးပြပေးလိုက်ပါတယ်